မြန်မာနိုင်ငံကရုပ်ရှင်မြင်သာတိုင်းမရနိုင်တဲ့ခွေးရီတစ်ခုကိုရရှိသွားတဲ့တောင်းအားလုံးပဲမင်္ဂလာပါဆယ်လီတန်နျူပိတ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေမင်္ဂလာတွေကြားထဲမှာလူကြိုက်များရှေးပန်းစားတဲ့တောင်းကမြန်မာနိုင်ငံအတွင်းမှာရုပ်ရှင်မြင်သာလုပ်ခဲ့စင်မှလည်းအောင်မြင်ခဲ့တယ်လို့ထိုင်းမှာလည်းအောင်မြင်နေတဲ့သူပါတောင်းကအဓိကမင်းသားဖြစ်တရုတ်ဆောင်သွားတော့မယ်ထိုင်းရုပ်ရှင်ဇာတ်ကားကြီးကတော့မကြခင်မှာရုပ်တင်ပြတာတော့မှဖြစ်ပြီးမြန်မာမင်းသားတွေထဲမှာထူးခြားတဲ့ခွေးရီတစ်ခုရရှိသွားခဲ့တဲ့သူပါတောင်းကအခြားသောမင်းသားတွေနဲ့တရုတ်ဆောင်ပုံချင်းမတူပဲအစဉ်စန်းတစ်ခုမှရှိနေခဲ့တာကို ပရိသတ်တွေကတတိထားမိခဲ့ကြပါရီမိမာတယောက်ရဲ့ဖျားဝင်ခံချက်အချစ်ဖြစ်လွမ်းစေစားတဲ့ရုပ်ရှင်ဇာတ်ကားတွေမှာတောင်းကတရုတ်ဆောင်ရေသွေးကိုပြသနိုင်ခဲ့ပါရီဒါပေမဲ့မြန်မာနိုင်ငံကအကဲဖြတ်တိုင်းလူကြီးတွေနဲ့အကျိုင်းနဲ့တောင်းတဲ့တရုတ်ဆောင်ပုံကမတိုက်ဆိုင်ခဲ့တာကြောင့်ကယ်ရမီစုကိုမရခဲ့ပါဘူး 2021ခုနှစ်မှာတော့တောင်ကထိုင်းနိုင်ငံမှာသွားရောက်နေထိုင်ပြီးဇက်ကားတွေနဲ့အလံဝေးသွားပါရီနိုင်ငံသားကိုရောက်သွားတာကြောင့်တောင်ကိုမိမိပြီးတော့ပြက်ကွယ်သွားလို့ထင်ကြပေမယ့်တကယ်တော့တောင်ကဘယ်သူမှမထင်ထားတဲ့အနေအထားနဲ့ပြန်လည်ပေါ်ပေါက်လာခဲ့ပါရီတောင်ကထိုင်းနိုင်ငံကထုတ်လုပ်ပြီးအသေးသေးရှင်ဖို့ရုပ်ရှင်ဇက်ကားကြီးမှတရုပ်ဆောင်ထားပါရီဒီဇက်ကားကတော့ဒုတိယကမ္ဘာစစ်ကာလမှာချိန်စာတင့်နေတဲ့မိုင်းတွင်းတစ်ခုတွေပိတ်မိနေကြတဲ့ဂျပန်စစ်သားတွေနဲ့ကျင်းသားတွေကတရဝါကြီးတစ်ကောင်နဲ့ကြုံတွေ့ရပုံအကြောင်းကိုရှိုက်ကူးထားတာပါ ကြားဆရာအကောင်းတဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ပြီးတော့နိုင်ငံတကာကနာမည်ကျော်တွေလည်းပါဝင်ပါရီ။ Oma Kim လို့အမည်ရတဲ့ရုပ်ရှင်ဖြစ်ပြီးတော့ဂျပန်ရိုးရာရှေးပုံမြင်ကိုအခြေခံထားက Pat Pan Watchinder နဲ့ Cherry Clarad Mankuno ကထိုက်တာလုပ်ပြီးတော့ရှိုက်ကူထားတာပါ။ Down to the Karelia Goldmo Company ရာစာကားချင်းစန်းတို့လည်းတယောက်ဆောင်ထားပါရီ။ ။အုံမခေရုပ်ရှင်ကိုလက်ရှိမှာပြီးသက်ရှိုက်ကူးနေပြီးတော့ဇက်ကားကြညာဘိုင်းကိုလည်းထွက်လာပါပြီ။အချောသက်ရှိုက်ကူးပြီးမကြခင်မှာတော့ထိုင်းနိုင်ငံတဝင်းရုံတင်ပြသသွားမှာဖြစ်ပါရီ။ဒေါင်ရဲ့ရုပ်ရှင်ဇက်ကားတွေကိုမြန်မာနိုင်ငံအတွင်းမှာရုံမတင်ပေမဲ့လည်းထိုင်းနိုင်ငံမှာတော့ရုံတင်ပြသခွင့်ရသွားပါရီ။ဒေါင်ရဲ့ရုပ်ရှင်နဲ့တရုတ်ဆောင်ပေါ်တွေကိုမကြည့်ရတာကြားပြီးဖြစ်တဲ့မြန်မာပြည်သက်တွေကတော့ဒေါင်ကိုတဝါကြီးကြည့်လို့ရမယ်ခွင့်ရေးဖြစ်ပါရီ။ဒေါင်ကရှင်ကလည်းထိုင်းနိုင်ငံကရုပ်ရှင်ထုတ်လုပ်သူတွေနဲ့ဇက်ကားရှိုက်ဖို့တွေတွေ့ကြုံရှိပါရီ။နိုင်ငံတကာအမှုပညာရှင်တွေနဲ့တွဲဖက်ရိုက်ကူးခွင့်ရဖို့ဆိုတာကတော့ ော့ဖြည်ရင်းကနုပညာရှင်တွေရဲ့ရေးမဲချက်တစ်ခုဖြစ်ပါတယ်။တောင်းကဒီလိုခွင့်ရင်းကိုရသွားပြီဖြစ်တာကြောင့်ချင်းတရင်ပြောက်ွယ်သွားမယ်သူမဟုတ်တဲ့အကြောင်းကိုဖော်ပြလိုက်တာပါ။တောင်းကခုချိန်မှသာထိုင်ကနုပညာရှင်တွေတူအလုပ်တူတွဲလုပ်ခွင့်ရတာမဟုတ်ပါဘူး။လွန်ခဲ့တဲ့နှစ်နေငယ်ကလည်းတိုင်းမှာကြောက်ပရားမှာအေယာဝတီတို့ဇလန်တွဲကိုရိုက်ကူးခဲ့ပူပါတယ်။ဒီစကားမှာတရုတ်ဆောင်တောင်းဟာမြောက်ရီမင်းကြီးဦးစနေရကတရုတ်ဆောင်ခဲ့ပူပါတယ်။ ကျောက်ပြားမှာအီယာဝရီတို့ဇလန်တွေကတောင်းတနစ်တာအကောင်းဆုံးဇကားစုနဲ့တနစ်တာအကောင်းဆုံးဖန်တီးနိုင်မှုစုနှစ်စုကဇကားတင်စင်းမှာပါဝင်ခဲ့ပြီးတော့စုလဲရရှိသွားပါပြီ။တောင်းရဲ့အမြင်မှုကတော့ချီကျူးစရာဖြစ်နေပြီးနိုင်ငံတကာတောင်းဝင်မင်းသားတရားဖြစ်လာဖို့နှိစက်လာပြီးဖြစ်ပါပြီ။ over id နဲ့လုတ်ပြပြီးတော့ကယ်မီရနေတဲ့မင်းသားတွေအတွက်ကြော်လွန်ပြီးဖြီးပါထီပါအမြင်နေတဲ့တောင်းကတော့အားပေးသူတွေကိုဘယ်တော့မှစိတ်မပြတ်စေခဲ့ပါဘူး။တောင်းရဲ့တထည့်ရှင်ဘိုးဇကားအစ်စ်ကိုပရိသတ်ကြီးရောအားပေးမှလားဆိုတာ comment မှာပြောခဲ့ပေးပါအောင်နော်။ချစ်ချွန်အားပေးခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင် The money.